အဲ့တော့ကလုံးမင်္ဂလာပါရှင်ကောက်တော်နေပါအားလုံးပြရတဲ့ဝန်သားပါတယ်နော်အားလုံးအားလုံးခုနေသားသမီးတွေကျမချမ်းသာကြပါစေမတို့ကနော်ဒီပေါ်ကလာတာကနော်ဒီပုံစံပေါ့နော်အဲဒီကြွကြွအိတ်လိုပေါ့နော်အဲဒီလိုပေါ့ကြွကြွအိတ်ကဒီလိုချထားရင်လေတိုက်တိုက်ဒီဖက်ကိုတော့တာပဲနော်အဲအဲ့ဒါကြောင့်ဒီမတို့လေးတင်တရားခီးမှာအဲ့လိုလာတာပါရှင်နော်အဲဟိုဘွားကဘာဖြစ်ခဲ့လဲဆိုတာကိုမသိရဘူး နော်အခုသိရင်ဘာဖြစ်မလဲဆိုတာမသိရပါဘူးအဲ့ဒါကြောင့်တယောက်နဲ့တယောက်နဲ့ဒေါသတွေမောဟတွေမလိုပါဘူးနော်တကယ်ပါတကယ်အသိဉာဏ်ရှိတဲ့လူကပြီးတော့မှပြီးတော့မှနော်သူမျိုးကိုဆုံးနှစ်အောင်မလုပ်ဘူးအသိဉာဏ်ရှိတဲ့လူကညီသက်တွေတည်ညီတယ်နော်အေးချမ်းတယ်သူအတွင်းနဲ့ဘယ်သူမှစိတ်မဆင်းစေရဘူးစိတ်မညစ်စေရဘူးနော်အဲ့ဒါကြောင့်ဒီကြွကြွအဲ့လိုပဲလေနော်စိတ်ကိုစိတ်ကိုပေါ်ပေါ်တန်တန်ထားပါလို့အမိတယ်နော် ီတော့အမိုက်တီကိုမထေးပါနဲ့ဒါကအမိုက်မဟုတ်ပါဘူးเนาะဒီကြွကြွအဲ့လွင်းတလူပဲလွင်းနေတာပါเนาะဒီဘွားမှာအခုကတထေးပေါ့တည်တော့ရင်ခွေးဖြစ်သွားတာလို့ပါလို့လည်းရှိတယ်เนาะအဲ့ဒါကြောင့်အမြဲတမ်းအမြဲတမ်းเนาะကိုယ့်ရဲ့စိတ်ကိုနုံနုံညံ့ညံ့တရှုရှိသေးတယ်เนาะတွေးတာနဲ့လေ နှခမ်းရဲ့အဲ့လိုစုပြီးတော့နေတာပေါ့နော်မသိသူတကဘာလုံးသူကြွေးထားတယ်လို့ပဲเนาะအဲ့ဒါကမသိလို့ပါเนาะအဲဒီအိုတိုအိုမှာရေအပြေးထိထားကွယ်เนาะဘယ်တော့မှမလှုပ်ဘူးเนาะအဲ့ဒါကြောင့်ရေတဝက်ပြေးထိတာမပြေးသေးအိုဟာလှုပ်နေတယ်ပေါက်ပန်ခက်နေတယ်เนาะအဲ့ဒါကြောင့်เนาะကိုဘသူကိုပဲတွေ့တွေ့เนาะစာနာပါထောက်ထားပါ မြစ်တာပေးပါเนาะ နော်အော်ငါလေးတနေ့ဒီလိုပဲသွားရမှာပါလားဆိုတော့နော်ပြီးလို့ရှိရင်တရားနဲ့တရားနဲ့ယင်ဖြစ်เสียရတော့မလို့ဘူးနော်အကုန်လုံးကအဲ့ဒါကြောင့်ဟိုဆိုတာက နော်မဲပုံတွေထေကဗုဒ္ဓဘာသာမဟုတ်ပြီနဲ့ဒီကအပြင်မှာဗုဒ္ဓဘာသာဖြစ်ဖို့လိုပါတယ်လို့နော်တရော့နာတာတော့နာဖို့ဟာလာဒါမျိုးအထေကစိတ်ကဖြူစင်ရမယ်ကြည်လင်ရမယ်ဘသူ့ကိုမစိုးမြစ်တာထားရမယ်နော်ပြီးတော့မြေကြီးလို့သိခံရမယ်လေနော်မြေကြီးကဘာပဲပြစ်ပြစ်ဘာပဲလုံလို့ဘသူတွေဘာမစင်စွန့်စွန့်နော်စိတ်ဆိုးတယ်ဆိုတာမရှိဘူးအဲ့ဒါကြောင့်နော်မအားကိုပြောတာအယုတ်လှရှင်နေနော်မ အမားလောက်လှရှင်နေအမားလောက်လျှော့ရှင်နေလေအဲအဲ့ဒါဆိုရင်နော်အမြဲတမ်းသိခံရမယ်နော်သိခံလေဆိုတာဒါပါရမီဖြည့်တာပဲနော်ဖယောက်ကိုဖယောက်ကိုတော့ဒုက္ခပြည့်ပြီးဒီကိုတည်းပြောက်တော့လေဆိုတာအကုန်လုံးသိတာပဲနော်အဲ့ဒါကြောင့်သူ site အတိကို သူသူစားရမှာပဲ နော်အဲ့ဒါကြောင့်ဘသူကိုမစိုးမေတ္တာပေးပါနော်မုန်းလင်းတာနဲ့အန်နေချက်ပြင်းနေထားပါဘသူကိုတွေ့တွေ့ပြုံပြပါလို့နော်သူကမပြုံးလေကိုကပြုံပြလိုက်ပါနော်ဒါကလေကုသိုလ်တစ်မျိုးပါပဲလို့ပတ်ဆက်မကုန်ပေးနဲ့ရားတဲ့ကုသိုလ်ပါနော်အကုန်လုံးကျေးဇူးတင်ပါတယ်ကောက်တော်နေပါ